ဟိုဦးဇင်းတို့အလွန်ဆင်းရဲတဲ့ထင်းခွေသမားတယောက်ကတိုးရဲသွားပြီးတော့ထင်းခွေရင်းနဲ့ပြန်လာတော့မြို့တကားကြီးကပိတ်ထားတယ်မိုးချုပ်တာကိုပိတ်တော့မြို့ပြင်ဘက်ကဇေယျတစ်ခုပေါ်မှာသူအိတ်ရတယ်အဲ့လိုအိတ်ရင်းနဲ့ညရောက်တော့ဇေယျကောင်းရင်ကသစ်ပင်ပေါ်မှာတောကျက်တွေကအိတ်တန်းတက်ပြီးတော့အဲ့ဒီမှာကျက်တွေကလည်းအိတ်နေကြတာအိတ်ရင်းနဲ့ညကျော်သူလန့်လို့တယ်လန့်လို့ရင်းနဲ့ထူးထူးခြားခြားပဲကျက်တွေကလူစကားမျိုးလို့ပြောတာကိုသူကြားတယ် ချက်တွေကလူစကားပြောတာကိုတူကြတယ်။နော်အဲ့ဒါချက်တွေကရင်ပြင့်နေတာအပေါ်ကတက်တက်ချက်တက်အိတ်တဲ့ချက်နဲ့အောက်ကအိတ်တဲ့ချက်နဲ့အဲ့ဒါအပေါ်ကချက်ကသူကမစင်စွန့်ကြတော့အောက်ကချက်ရဲ့ခေါင်းမပေါ်ကြတယ်။ကြတော့အောက်ကချက်ကကက်ကက်လန်ရန်တွေ့တယ်ပေါ့။ရန်တွေ့တော့မင်းကတလောက်ကြီးရန်တွေ့နေပါနဲ့ဘလောက်များစွန့်ရှိလို့တုံး။အဲ့လိုပြောတော့အောက်ကချက်ကပြောတယ်တဲ့။ငါရဲ့အသားကိုမိခင်စားရင်မနဲ့လင်းတာနဲ့တပြိုင်တည်းအသည်ပြားထောင်ထုတ်ရလိမ့်မယ်။ မင်းဒီလောက်လေးအစွမ်းနဲ့တော့မမောက်မသင့်ပါဘူးကွာတဲ့အပေါ်ကချက်ကငါမင်းနဲ့အများကြီးပိုစွမ်းနေတဲ့ငါရဲ့အတွင်းကစူဖြိုးတဲ့အသားကိုစားရရင်ဝန်ရံသားကလေးသာပေါ့နော်အဲ့ဒါကိုစားရလို့ရှိရင်အဲ့ဒါမင်းဖြစ်နိုင်တယ်တဲ့ရှင်မင်းဖြစ်နိုင်တယ်အပြင်ကစူဖြိုးတဲ့အသားကိုစားရင်ယောက်ျားဆိုရင်စစ်သူကြီးမိန်းမဆိုရင်မိဖုရားဖြစ်နိုင်အယိုးမှာကတ်နေတဲ့အသားလေးကိုစားရရင်လေဟိုလူဆိုလို့ရှိရင်ဗန္ဒာဆိုယဟန်ပုံနာဆိုလို့ရှိရင်မင်းဆရာဖြစ်နိုင်တယ် အဲ့လိုပြောတော့တင်းခွေယောက်ျားကအတပြားထောင်ထုတ်ပါလို့မှလဲရှင်မင်းဖြစ်မှာတော့ဆိုပြီးတော့အပေါ်ကအိတ်တဲ့ကြက်ကိုတက်ပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ရိုက်တက်ပြီးတော့မနဲ့လင်းတော့ယူလာယူလာပြီးတော့မိမကိုကောင်းကောင်းချက်ခိုင်းတယ်ဒါအလွန်ဘုန်းကံကြီးတဲ့အသားဒါမပြောင်းပြည့်စင်နဲ့ဆိုပြီးတော့ချက်ဟောချက်လဲပြီးပြီဆိုတော့တောင်းနဲ့ထည့်ပြီးတော့အလွန်မင်္ဂလာရှိတဲ့နေရာအလွန်ကျက်သေးရှိတဲ့နေရာနော်ဇင်ရှိလက်ရှိချမ်းချမ်းသာသာသွားစားမယ်ဆိုပြီးတော့ခင်ဗျာမြစ်ကိုသွားပြီးတော့ရေချိုးပြီးမှစားမယ်ပေါ့ ော်ဓမင်းတော်လေးသဲတော်မြေမော်တင်ပြီးတော့လင်မယားနှစ်ယောက်ဆင်းပြီးတော့ရေချိုးတယ်။အဲ့ဒါလိုရေချိုးနေတော့မယ်ဥယျာဉ်တို့လေပြင်းမုန်တိုင်းတိုက်ပြီးတော့နော်ရေတွေကတောက်လျှောက်ကြီးလာပြီးတော့အဲ့ဒီဓမင်းတော်ကမြည်ရေတွေမျောသွားတယ်။နော်လင်မယားနှစ်ယောက်ကဓမင်းတော်လိုက်ဆွဲတယ်မရဘူး။နော်သူတို့ရဲ့ one byte ဟာသဲနေပဲပြည်သွားတယ်လို့ဆိုတယ်ဟုတ်လားရေဒီပါဒီပါဇက်ထဲဝင်ပြီးတော့အဲ့ဒီကြက်သားကိုမစားလဲရဘူးအသက်လွတ်ပြီးတော့ကမ်းပေါ်တက်ပြေးရတယ် အဲ့ဒီတမင်းတော်ကဘယ်ရောက်သွားတော့ဆိုတော့ဟိုးအောက်ဘက်မှာစင်တွေကိုရေချိုးပေနေတဲ့မင်းရဲ့စင်စရာရှိတဲ့နေရာကိုရောက်သွားတယ်။ရောက်သွားတော့စင်စရာကဘာလေးလည်းမသိဘူးဘာတောင်းလည်းမသိဘူးဆိုပြီးတော့ကြည့်တဲ့အခါကျတော့ဟာကျက်သားတွေချက်ထားလိုက်တာမှုန်းမှုန်းနေတာပဲဆိုပြီးတော့ဓာတ်ထူးကြတယ်ဆိုပြီးတော့တစိုက်ခတ်ပြီးတော့ငါမလာခင်ဘယ်သူမှမဖွင့်နဲ့ဆိုပြီးတော့အိမ်ကိုပို့လိုက်တယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီစင်စရာကိုကိုယ်ရဲဒိဗ္ဗစကုဘိညာဉ်ရတဲ့ယတိက သူ့ရဲ့စင်စေရသူ့ရဲ့တကားအကြောင်းကိုလှမ်းပြီးတော့ဆင်ကျင်တော့ဟောအလွန်ဘုံကံရှိတဲ့ယောက်ျားပဲကြည်သံအလွန်ကြက်ပေရှိတဲ့ကြက်သားဟာသူ့ဒီကိုဆက်ဆိုင်မြိုင်မြိုင်ရောက်လာတယ်ဒါပေမဲ့သူမစီမံတတ်ရင်တော့ဒုက္ခရောက်မှာပဲလေအကျိုးကျေးဇူးခံစားရမှာမဟုတ်ဘူးအဲ့တော့ငါသွားပြီးတော့စီမံပေးမယ်ဟောနော်စားတဲ့ကြက်သားကလည်းအရင်သိရောက်တယ်နော်စီမံတက်တဲ့လူကလည်းအရင်သိရောက်လာအောင်မှာပဲသူ့စီကိုဟုတ်လားအဲ့ဒါနဲ့ယသိကအိမ်ကနေပြီးတော့စင်စရာမရောက်သေးဘူးထိုင်ဆောင်နေတယ် အဲ့ဒါဆင်းဆရာကကျက်သားကိုစမယ်ဆိုတော့ငါစီမံမယ်အဲ့ဒီရသေးကနော်စီမံမယ်ဆိုပြီးတော့ဝမ်းတွင်ကစူဖြိုးတဲ့အသားကိုအဲ့ဒီဆင်းဆရာကိုပေးတယ်သူ့ရတကာကိုလက်ကြီးပွားသေးခြင်းနဲ့စေရနာမြစ်တာတွေရှိတာပေါ့တကယ်ဆိုသူစားလိုက်ရင်လည်းသူရှင်ပင်ဖြစ်မှာပဲသို့တော့သူကရှင်ပင်ဖြစ်ခြင်းနဲ့ဆန္ဒလည်းရှိမှာမတူပါဘူးဟုတ်လားအဲ့ဒါနဲ့သူ့တကာကိုအဲ့ဒီဝမ်းတွင်သားကိုစားခိုက်တယ်သူ့မိမကိုကြတော့အပြင်ကအသားကိုစားခိုက်တယ်သူကတော့အယိုးမှာကတ်နေတဲ့အသားကိုစားတယ် အဲ့ဒါနဲ့နောက်3ရက်နေရင်မင်းရှင်မင်းဖြစ်လိမ့်မယ်မမိမလျော့နေရစ်ဆိုပြီးတော့မှာသွားတယ်နော်အဲ့ဒါလိုမှာသွားတော့3ရက်မြောက်နေကြတော့တိုင်းတစ်ပါးရှင်မင်းတယောက်ကသူတို့တိုင်းပြည်ကိုလမ်းပြီးတော့တိုက်တယ်လို့ဆိုတယ်အဲ့ဒီမှာသူတို့တိုင်းပြည်ကရှင်မင်းကမတင်ရှားတဲ့အသွင်ကိုယူပြီးတော့ဒီစင်စရာကိုစင်ပေါ်မှာမင်းမြောက်တစား၅ပါးဝတ်ပြီးတော့တိုက်ခိုင်းတယ်သူကတော့အောက်ကပဲမတင်ရှားတဲ့အသွင်နဲ့တိုက်တယ်ပေါ့လေဘလို့ယူရခြင်းနဲ့အဲ့ဒါလိုလုပ်တယ်လဲဆိုတာတော့သူမှပဲသိရမှာပေါ့ဟုတ်လား အဲ့ဒါကန်ဆိုးကျင်တော့အဲ့ဒီရှင်ဘရင်ကလက်နဲ့ထိပြီးတော့အဲ့ဒီတိုက်ပွဲမှာကြာတယ်။အဲ့တော့မူကြီးမယားတင်တပိတွေကတို့ရှင်ဘရင်မသေးခင်ကစပြီးတော့မင်းဝမင်းစားနဲ့ချင်းမြင့်ခဲ့တဲ့ဒီအစင်စရာနော်အဲ့ဒီအစင်စရာကလည်းညံရှိတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတိုက်ပွဲကိုခေါင်းဆောင်ပြီးတော့အနိုင်တိုက်တယ်။အဲ့ဒီတိုက်ပွဲမှာနိုင်တဲ့အခါကျတော့မူကြီးမယားတင်တပိတွေကဂိုင်းမထူးပါဘူးဒီအစင်စရာကိုပဲဘရင်မြောက်ကြစို့ဆိုပြီးတော့ အဲ့ဒါဘယင်မင်းမြတ်ဖြစ်တင်မြောက်လိုက်လို့အဲ့ဒီရှင်စင်စရာဟာရှင်မယင်ဖြစ်တယ်လို့ဆိုတယ်။ဒါကြောင့်ဘေးတပေါင်းသူတော်ကောင်းတို့ရှေးကံတရားတွေဆိုတာတခါတည်းရမှာဆန်းဆန်းကြဲကြဲရောက်လာတတ်တယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလား။လိုတယ်နားလည်ဖို့လိုတယ်။ဟုတ်လား။ဒီနေရာမှာဘေးတပေါင်းသူတော်ကောင်းတို့ပုဝေစာကအရင်ခံကြံတိုင်းအောင်သမီးဆိုတာနဲ့ပတ်သက်ပြီးတော့တို့ကတော့ကြံလိုက်တိုင်းလိုရင်းနေတာပဲရှေးကံကလည်းနဲတဲ့နဲ့တူပါရဲ့ဆိုပြီးတော့စိတ်တတ်တော်မကြတဲ့မူလို့ထင်တယ်။ စဉ်းစားကြည့်ရှေးကံပါတယ်ဆိုတာရှေးတုန်းကကောင်းခဲ့လို့အခုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားရှေးတုန်းကကောင်းခဲ့တာမကောင်းခဲ့တာဆိုတာကိုယ်ပါမတက်နိုင်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လားအဲ့ဒီတော့နောက်မှကောင်းဖို့အတွက်အခုကောင်းဖို့အရေးကြီးတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့အခု အလွန်ကောင်းအောင် နေလိုက်ဖို့သာ အလွန်အရေးကြီးတယ်ဟုတ်လား